။နေ့အတိုင်းကိုအဆင်ပြေစွာဖျက်တမ်းဖို့ဆိုတာရေကူတဲ့ကိစ္စမဟုတ်ပါဘူး။ Breast ချက်ပေါက်ရည်ဟာအုတ်နောက်ဆွမ်းဆောင်ရည်ကိုအကောင်းဆုံးမြင့်တင်ပေးပြီးလမ်းစမ်းကြွကြွသေးပါလိမ့်မယ်။ကျွန်တော်ရဲ့ brands ချက်ပေါင်းရည်တွေကိုနိုင်ယူလိုက်ပါ brands တန်းမာအတွက်လည်းညံထက်မြက်ကျွန်တော်ပါဆုံးဆုံးဒီဗီဒီယိုမနက်ခင်းသတင်းစာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ match လ14ရက်နေ့တို့70 daily သတင်းစာမှာဖော်ပြထားတဲ့သတင်းတွေက ထူးခြားတဲ့သတင်းတွေကိုပြောပါမယ်အသက်18နှစ်ပြည့်မှထိမ်းမြားလက်ထပ်ရမယ်လို့အမျိုးသားလွှတ်တော်ကတော့အတည်ပြုလိုက်ပါတယ်ဗိုလ်ချုပ်ရုတ်ထုပြက်တနာရဲ့နောက်ဆုံးအခြေအနေကိုလည်းပြောပြတာဖြစ်တယ်လို့နောက်စစ်ဘေးရှောင်နေတဲ့ပတ်သက်တဲ့သတင်းတွေကိုလည်းပြောမှာပါပထမအဆုံးလွှတ်တော်ရဲ့သတင်းတစ်ပုဒ်နဲ့စာချင်ပါတယ်အသက်18နှစ်ပြည့်မှထိမ်းမြားလက်ထပ်ရမယ်လို့အမျိုးသားလွှတ်တော်ဘက်ကအတည်ပြုလိုက်ပါတယ် အသက်ငယ်ငယ်ရွယ်နဲ့လက်ထပ်မယ်ဆိုရင်ကောင်းကျိုးတဲ့စိုးပစ်ကပိုများတာကြောင့်အမျိုးသားနဲ့အမျိုးသမီးတွေရဲ့လက်ထပ်ထိမြနိုင်တဲ့အသက်ကို16နှစ်ပြည့်ပြီးဖြစ်ရမယ်ဆိုပြီးတော့အမျိုးသားလွှတ်တော်ကမဲခွဲဆုံးဖြတ်ခဲ့တာပါကလေးတငယ်အခွင့်အရေးဆိုင်ရာဥပဒေကျင်းနဲ့ပတ်သက်ပြီးတော့အမျိုးသားလွှတ်တော်မှဆွေးနွေးခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ပြင်ဆင်ချက်အဆိုတွေကိုမတ်လ23ရက်နေ့မှာကျင်းပတဲ့အမျိုးသားလွှတ်တော်မှာမဲခွဲဆုံးဖြတ်ပြီးတော့အဲ့ဒီအတိုင်းအတည်ပြုခဲ့တာဖြစ်ပါတယ်နောက်တဲ့တဲ့ဘုတ်ကတော့ကရယာပြည်နယ်ကဗိုလ်ချုပ်ရုပ်ထုပြည်တနာကလည်းမပြေဆုံးသေးပါဘူးအခုနောက်ဆုံးအခြေအနေတွေကိုပြောချင်ပါတယ် ဗိုလ်ချုပ်ရုပ်ထုကိစ္စသဘောတူညီချက်တွေတင်ပြဖို့ကရပြည်နယ်အစိုးရဘက်ကထုတ်ပြန်လိုက်ပါတယ်။ကရင်နီလူငယ်တွေကတော့ဗိုလ်ချုပ်ရုပ်ထုပြောင်းရွှေ့ပေးဖို့သာတာဝန်ယူပေးကြဖို့ပြန်ပြီးတော့တုံ့ပြန်လိုက်ပါတယ်။ကရပြည်နယ်အစိုးရအဖွဲ့ကဗိုလ်ချုပ်ရုပ်ထုကိစ္စနဲ့ပတ်သက်လို့သဘောတူဆွေးနွေးချက်တွေကိုတင်ပြဖို့စာထုတ်ပြန်ပေးမယ်လေ။ဒီသဘောတူညီချက်တွေကပြက်ပြယ်ပြီးဖြစ်တဲ့အတွက်ဗိုလ်ချုပ်ရုပ်ထုပြောင်းရွှေ့ရေးကိုပဲအစိုးရအနေနဲ့တာဝန်ယူပေးဖို့သူတို့ကတုံ့ပြန်လိုက်တာပါ။ကရင်နီလူငယ်တွေရဲ့အင်အားစုတွေဟာလိုက်ကော်မျိုးကဗိုလ်ချုပ်ကြီးရုပ်ထုကိုလာမယ့်မတ်လ18ရက်နေ့နောက်ဆုံးထားပြီးတော့ကရပြည်နယ်အစိုးရအ ဖွဲ့ကရွှေ့ပြောင်းပေးဖို့ရအတွက်ထုတ်ပြန်ထားပါတယ်ဒီလိုမရွှေ့ပြောင်းပေးလို့ရှိရင်တော့ကြော့ပြန်ဆန္ဒထုတ်ဖော်တာတွေနဲ့တပိတ်မောက်တာတွေဖြစ်ပေါ်လာနိုင်ကြောင်းကိုပြည်내အစိုးရအဖွဲ့အစည်းကိုသတိပေးထားပါသေးတယ် နောက်စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်တဲ့သတင်းကိုပြောချင်ပါတယ်။နှစ်လကျော်အတွင်းမှာတော့ရှမ်းမြောက်မှာစစ်ဘေးဒုက္ခသည်တထောင်ကျော်အထိရှိလာတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ2019ဇန်နဝါရီလဆန်းကစလို့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်ပွားတာကြောင့်နေရာစွန့်ခွာတိမ်းရှောင်သူတထောင်ကျော်လောက်ရှိနေပြီလို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံကသတင်းထုတ်ပြန်လိုက်ပါတယ်။စစ်ဆောင်ဥယေကိုမတ်လ12ရက်နေ့အထိစည်ရင်စရားတွေအပေါ်အခြေခံတွက်ချက်ထားတာပါ။ ပြည်သူတွေဟာမကြခဏဖြစ်ပွားတဲ့တိုက်ပွဲတွေမိုင်းအန်တရတွေကြောင့်နေရက်နဲ့နေရက်ဆုံခွာတင်းရှောင်သူတွေခိုလုံတဲ့နေရာတွေနဲ့စခန်းတွေကြားသွားချီပြန်ချီနေထိုင်နေရပါတယ်ခလေးတွေအပါအဝင်ဒေသခံပြည်သူတွေကိုအတင်းအကျပ်ပေါ်တာဆွဲတာတိုက်ပွဲတွေမိုင်းတွေကြောင့်ဒေသခံတွေထိခိုက်ဒဏ်ရာရတာအသက်သေဆုံးတာတွေနဲ့လည်းကြုံတွေ့နေရတယ်ဆိုပြီးတော့သူတို့ကဖော်ပြထားပါတယ်လက်နက်ကန်အဖွဲ့အစည်းတွေရဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေကြောင့်ဒေသခံတချို့သေဆုံးဒဏ်ရာရမှုတွေရှိတယ်ဆိုပြီးတော့ကျေးသီးပြည်နယ်လွတ်တော်ကိုယ်စားလှယ်တအူးကလည်းပြောပြထားပါသေးတယ် နောက်ရခိုင်ပြည်နယ်ဘက်ကစစ်ရှောင်တွေနဲ့ပတ်သက်တဲ့သတင်းကိုဆက်ချက်ပါတယ်။ရခိုင်မှာတော့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ရဲ့တိုက်ပွဲဖြစ်ပွားနေတဲ့၃လကျော်အတွင်းမှာဘေးလွတ်ရာတိမ်းရှောင်နေရတဲ့မိသားစုဝင်ဟာ၁၂000ကျော်ရှိလာတယ်လို့သိရပါတယ်။တပ်မတော်နဲ့ AA ဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလဇန်ပိုင်းကစလို့ဘူးသီးတော်ရသေးတော်ပုံနှကျွန်းကြောက်တော်နဲ့မြောက်ဦးမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာပါ။ နောက်သတင်းတစ်ပုဒ်ကတော့မူရစ်စီနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုပြောချင်ပါတယ်စစ်တွေကိုပို့မဲ့ကြက်သိန်းသုံးသန်းခန့်တံမိုးရှိတဲ့မူရစ်စီတွေကိုတောင်ငူမှာဖမ်းမိခဲ့တာပါဒါဟာစံချိန်တင်ဖမ်းမိခဲ့တာပါအဲ့ဒီဆေးပြားတွေကိုရှမ်းပြည်နယ်တောင်ပိုင်းမင်းပွေမြို့နယ်ကနေကြရပြည်နယ်လွိုက်ကော်မြို့ကိုတည်ဆောင်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့လွိုက်ကော်ကနေထန်းတပင်ကိုဖျက်ချော်ပြီးတော့စစ်တွေမြို့ကိုဆက်ပြီးတော့ပို့ဆောင်มาဖြစ်တယ်လို့ရဲမှတ်တမ်းတွေအရသိရပါတယ် နောက်ဆုံးအနေနဲ့မိုးလေဝသနဲ့သက်ဆိုင်တဲ့သတင်းတစ်ပုဒ်ကိုပြောချင်ပါတယ်ဒေသကုကုအပူချိန်တွေမြင့်တက်လာတော့မှာပါအအေးပူနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်နှစ်ခုမှာနှစ်ရက်ဆက်တိုက်အအေးဆန်းချိန်တင်တင်ခဲ့ပေမဲ့လည်းတိုင်းနယ်ပြည်နယ်ကုကုမှာတော့အပူချိန်တွေမြင့်တက်လာတော့မှာဖြစ်ပါတယ်နေပြည်တော်မန်းလေးမကွေးပဲခူးရန်ကုန်အရာရီတိုင်းဒေသကြီးနဲ့ရခိုင်ကရင်ပြည်နယ်တွေမှာလာမယ့်နှစ်ရက်အတွင်းနေ့အပူချိန်တွေတိုးလာနိုင်တယ်လို့သိရပါတယ်မတ်လ12ရက်နေ့ကတော့မကွေးတိုင်းဒေသကြီး6မြို့မှာအပူချိန်ဟာ40ဒီဂရီစင်တီဂရိတ်ထိရောက်ရှိခဲ့တာပါ ဆယ်နှစ်တီဗီရဲ့မနက်ခင်းသတင်းစာအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြရတဲ့ကျေးဇူးတင်ပါတယ်ရှင်။